မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဓမ္မစရိယဦးထေးလိုင်ရေးသားသောမုတ်ဆိုးဝန်တောက်ကြီးအားဆုံးမသောငှက်များဆိုတဲ့အကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘုသူတရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်မတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင် ဝန်တော်ကြီးဥညုံနဲ့ဇနီးဒေါ်မမကြီးတို့သည်1898ခုနှစ်ကမိထီလာမဂံကောတို့အလုတ်တော်ဝန်ဖြင့်ပြောင်းရွှေ့ကြရသည်ဝန်တော်ကြီးဥညုံဟုသည်မောင်ရမောင်မမေမဝတ္ထုရေးသူဂျိန်းလာကျော်၏မွေးစားဖခင်ဖြစ်၏ဥညုံသည်ဗုဒ္ဓဘာသာမှခရိယန်ဘာသာတို့ကူးပြောင်းကဇနီးဖြစ်သူကိုပင်တွေးဆောင်ဖြောင်းပြနေခဲ့သည်မိရသည့်အစုံမတက်အတူနေမွေးမသေးတို့မကြိုးတယောက်ကိုတယောက်အယူဝါဒနဲ့ဆက်၍အနှောက်အယှက်မပေးစရန်ကတိဖြင့်နေထိုင်လာခဲ့၏ဂံကောမျိုး၏ဝန်တော်ဘဝဖြင့်နေထိုင်စဉ်ငွေရကြ ပေးလျင်ကြက်စဲကောင်းများရရှိနေသဖြင့်စိတ်ကြိုက်ဝဲယူကကြက်ချံလုပ်ရထားသည်ရောသားရှင်အောင်မြတ်ကိုလကပေး၍ကြက်ထောင်မှုခံနာလိုက်သေးသည်ထိုများဖြင့်အမရသေးပဲနေ့စဉ်လဲတပည့်ကျော်များနဲ့အတူထွက်၍ငှက်ပြစ်မှုဆိုးလိုက်သွားမိအောင်တွားလိုက်ရသည်။ဒေါ်မမကြီးမှဥညိုတို့ဆရာတပည့်လုံးသမ ्या အပေါ်သတိပေးတောင်းပန်၍မရတာလဲမသိကြိုးကြုံပြု၍နေလာခဲ့၏။ အတိအကျမရှိရောက်သစ္စာဒေတာလည်းဖြစ်လော့ဂီအတက်များလည်းစွန့်လာသည့်စသောကောလာဟာလာများလည်းရှိနေ၍ဒေါမမကြီးခမရယတနာသုံးပါးနှင့်မေတ္တာဘာဝနာကိုကြိုးစား၍ဆောင်ရွက်ရလေသည်တနေ့သောကာလတွင်ငှက်ပြဝါဒနာကြီးလာသောဥညွာငုငတ်နှင့်မောက်တေငှက်များကမေတ္တာနှင့်ခူရန်တို့၏သဘောတရားကိုတတ်သိတင်၍ပြကြသည် ဥညိုသည်တကဲငတ်များနှင့်ပတ်ပင်းမှာတိုးမီအားအသည့်ညများတွေ့ဝေသွား၏ထိုငတ်များကိုပြစ်မိသည်မှာဥညိုတို့ကံကောင်းသည်ဟုဆိုရပေမည်အဘဲကြောင့်ဆိုသောငတ်များကဟောပြသောတရားသည်ဥညိုအားတမာဒိဋ္ဌိဘဝသို့ပြန်လည်အသက်ဝင်စေခဲ့သည်ငတ်တို့တွင်ငုံငတ်သည်ထူးကြလာသည် မိသည့်တက်ရှိဘိုးကောင်တော်ကောင်များမစားမတော့ယုံများမကသူတို့စားတော့ရန်စိုက်ပြိုးထားသောမိသည့်တိနံကောများစားတော့ဖြက်စီယိုးထုံးစံမရှိပေလူများကပြစ်ခတ်၍ထိမှန်သေးဆုံးလင်လဲပြစ်သူ၏ခြေရင်းသို့ထိုးစင်းပြန်ကြလာကနှုတ်သီးကိုဟ၍အစာများကိုအန်ထုတ်ပြလေရှိသည် ်ကျွန်ုပ်တို့သည်လူတို့မတရားသောအသည့်နံများကိုမစားပါမယုံလျင်ကြည်ပါတော့ဆိုခဲ့သူညောင်သည်များကိုအံပြရင်အသက်ထွက်သွားရလေရှိကြပေသည်ထို့ကြောင့်ရှေ့လူကြီးများကငှက်ပြစ်လေရှိသောကလေးငယ်များအားဒီငှက်တွေကသူတော်ကောင်းငှက်တွေပါကွာမပြစ်ကြပါနဲ့ဟုတားမြစ်တတ်ကြ၏ထို့နောက်မောက်တေငှက်ဆိုသောငှက်များလည်းဟင်းသာငှက်မျိုးဖြစ်၍အံပွဲစိတ်ကောင်းထားရှိသောငှက်မျိုးများဖြစ်သည်လူသားမန်တို့၌ပင်မရှိသောမြစ်တာကယူနာကိုခြင်းစာစိတ်များရှိကြသည် အများအပြားငှက်မောင်းမဲရွှေလဲတွဲ၍မခွဲမခွာတွာလာကြက်စားလေးရှိရာရန်သူလက်ချက်ကြောင့်တကောင်တေဆုံးသွားလျှင်ကြံရစ်သောတကောင်မှာကောင်းငင်သို့အာုံပြန်တက်ပြီးအတောင်ပံကိုရုတ်တရက်ထိုးဆင်းကထိုနေရာ၌ပင်မြေကြီးကိုရင်ဘတ်ဖြင့်တိုက်တက်၍ပွဲချင်းပြီးတေပြားလေးရှိကြသည်ဝန်တော်ကြီးဥညိုသည်သူ့ဘဝအကြောင်းကိုသူကိုယ်တိုင်1988ခုနှစ်ကရေးသား၍1989ခုနှစ်ကမန္တလေးကုနာဝတီပုံနေတိုင်း၌ပုံနေရိုက်ပူ၏ 1962ခုနှစ်ကရန်ကုန်မြို့ YMBA အသင်းကဒုတိယအကြိမ်ဘဝအလင်းပြအမိဖြင့်စာအုပ်ရေး၅000ထပ်မံရိုက်နေသည်ကိုဖတ်ရှုရလေသည်ဝန်တော်ကြီးဥညိုအားဘဝလမ်းကြောင်းပြောင်းလဲသွားအောင်အကြောင်းအလျစွာစတင် စော်ဖန်သောငှက်များအကြောင်းကရင်ကရှင်ကိုယ်တိုင်ရေးသားချက်မူရင်းကိုဖတ်ရှုသုံးသပ်ကြရန်ဖော်ပြပါအံ့ ဥညိုတေကောင်ပေါင်းလဲနေမကောင်းစဉ်ဒေါမကြီးပြိမိတ္တာရွတ်စုပို့တော်မူကြောင်းထူးခြားစွာစေဝါတ္တဆာများရာ၍ကြမ္မာလာဘုံတစ္ဆာပြုဘုံဘာသာချင်းပြိုင်ဘုံစသည်တို့ကိုလည်း၎င်းစာအုပ်၌ဖော်ပြပါရှိပါသည်ရောရက်သည်ဆောင်းဥရုအခါကြလင်တောတောင်ကုန်းတန်းရှူရိုးတို့သည်အလွန်တာယာပြီးတောချက်တောငှက်မှစ၍တောတရိစ္ဆာများအလွန်ပေါ်များသောကြောင့်တနက်ပြေဝါသနာပါသောသူတို့အလွန်ပျော်မှုပဲကောင်းလေသည်ကျွန်ုပ်သည်လည်းတနက်ပြေဝါသနာပါသောသူဖြစ်၍မနက်တိုင်းလှည့်လည်၍ပြစ်ခတ်သည်သာမကား နယ်လက်သွားသည့်အခါတို့၌ရန်တော်များစွာယူသွားလေရှိသည် ခံခေါမျိုးကခရီး68ပိုင်းကွာဝေးသောအရက်မှာညောင်မင်းကြီးတပင်ရှိရာထိုညောင်မင်းကြီးပေါ်မှာစောင်းကာလအခါနနက်စာနေပူစာလုံရင်းနေကြသောငူးငတ်ဟုအများခေါ်ကြသောမင်းဆက်ငတ်အများပြားရှိတတ်သည်ညောင်မင်းတို့မနက်၄နာရီခန့်အချိန်နေလက်ရာကအပြန်ကျွန်ုပ်တို့ရောက်သောအခါများစွာသောငှက်တို့သည်အချို့ကအိတ်လျက်အချို့ကညောင်ငိုင်းပေါ်မှာငြိမ်သက်စွာနားလျက်ရှိသည်ကိုကျွန်ုပ်မြင်လေလျင်တခါတည်းလှဲပေါ်ကခုန်ဆင်း၍ပြစ်မိလို့ရာမမကြီးကလှဲပေါ်မှာပါလာသဖြင့်အတန်တန်တားတော်လဲမနေငါတို့ ဖျားသခင်ကငါတို့စားရန်ဖန်ဆင်းထားသောဟင်းသီးရွက်ကလေးများအတွက်မင်းကဒီလောက်အေးမပြူပါနဲ့ဟုကျွန်ုပ်ကပြန်ပြောလိုက်သည်ထို့အခါမမကြီးက တားမြလျင်ဖြစ်ပါတော့သို့တော်လေထိုတနာစရာကောင်း၍ပျော်ပါးစွာနေသောငှက်များအတွက်ပြိမ့်မြတာပို့၍ဆူတောင်းပြရစေအောင်ဟုဆိုပြီးလျင်သူဆူတောင်း၍နေကကျွန်ုပ်သည်အတော်ပင်တိခံလျက်စောင့်ဆိုင်နေရသည်သူဆူတောင်းမိသည်နှင့်တပြိုင်နက်နံပါတ်၄ဈေးများစွာထည့်၍ထားသောရန်တော်ကိုတနက်ထဲသို့တုတ်သွင်းပြီးလျင်ဆူတောင်းမြတာပို့သောသူအားဒီတစ်ခါငှက်သားဝအောင်ကျွေးတော်မူဟုစိတ်ထဲကကြံ၍အနေဆုံးခိုင်းပေါ်မှာဆူရည်နားနေကြသောငှက်တို့ကိုချိန်ရွယ်ပြီးလျင်ပြစ်လိုက်လေသည် ငှက်များနာသောညောင်ကိုင်းညောင်ရွက်တို့သည်ကျေးမွကျွဲ့၍အပိုင်းပိုင်းပြတ်ကြတော့လေငှက်တကောင်မှမကြသည်နှင့်ငှက်များသည်တန်းအားလျက်မသေးပဲပြန်သွားကြသည့်အထင်နှင့်ညောင်မင်းအောက်တလင်းပြင်နှင့်အနီးနားရှိတပ်ပင်အောက်တို့မှလိုက်လံရှာဖွေရာသွေးပုတ်သွေးစာတပ်စက်မှမတွေ့ရသည့်အပြင်ငါမွေးငှက်တောင်တပင်မြပဲမရတော့ကြောင်းကျွန်ုပ်နေတကွာကျွန်ုပ်ဤအနာကငှက်ကောက်ရန်စောင့်နေကြသောယောသားများပါအံ့ဩခြင်းဖြစ်ကြလေသည်ကျွန်ုပ်သည်တနက်ပြင်းအတန်း၌တဖက်ကမခတ်တော့လေအတန်အလေးချင်းရှိသောကြောင်း ခရိုင်သောနေရုံ၌အလွန်မြင့်မောက်သောတစ်ပင်များမှနား၍နေသောတကောင်တဲသောငှက်တို့ပင်ထိမှန်မှုသည်မှာများလာပြီယခုအခါငှက်တကောင်မှမကြသည်မှာဗုဒ္ဓဘာသာပြိမြတာဘာဝနာသည်အတော်ပင်ဆုရှပါ၏တကားဟုစိတ်ထဲ၌မှတ်ယူထားလိုက်သည်မိုးဥရုခာခံကုန်းမျိုး၏အရှိပနာလေခွင်းများ၌ရေများစွာရှိတတ်သည်ထိုရေခွက်များထဲမှအစာရှာစားပြုံမှုရန်မောက်တင်ခေါ်ရေဝမ်းဘဲတို့လာတတ်သည်၎င်း၏တရံမှာဟင်းသာလောက်ရှိ၍အမွှေးတောင်တို့မှအတော်တန်ပင်လှပသဖြင့် နှုတ်သီးရင်နာမှာဂုံရင်းတရံဝိုင်းဆက်၍မာကြောသောအမောက်ရှိသည်တနေ့တနိုင်ယောသားကြောလာဆိုသူသည်ကျွန်ုပ်တို့စားရန်အတွက်၎င်းဝဲပဲများကိုတွပစ်ရာဝဲမဲတကောင်ကိုတနက်ထီမှန်လေကြံရှိသောအဖော်နှကောင်တို့သည်ထွက်မပြေဘဲဒဏ်ရရှိသောဝမ်းဘဲကိုအတောင်ပြင်ထူမ၍ယူနေကြသည်ကိုရှင်ကျော်လာကထပ်မံပြစ်မိပြုရာကျွန်ုပ်ကအဝေးမှမြင်သဖြင့်အမတ်တညာပေး၍မပြစ်ရန်တားမြစ်လိုက်သည် ထို့နောက်ဒဏ်ရာရှိသောဝမ်ဘဲတည်သောကြောင့်အိမ်တို့ယူလာသည်ကိုအဖို့နှကောင်တို့သည်လည်းကောင်းငွေထက်ကပြန်ဝဲလျက်တနာစပွဲဟစ်အော်၍အိမ်သားတို့အရောက်လိုက်လာကြသည်ထို့အချင်းရာကိုမြင်လျင်ကျွန်ုပ်စိတ်ထဲ၌ပေါ်လာသည်မှာရွှေကျင်မြို့အပိုင်းဘောကထာကိုရွာငယ်တစ်ခုတွင်တကောင်ချိန်လောက်၌ရင်ဖက်နာ၍မိလုံရန်မိဖို့ဆောင်တို့သွားသောမိမတစ်ယောက်ကိုကြားတကောင်သည်ချီ၍အိမ်နှင့်မနီးမဝဲတွင်ကျွတ်ကိုကြောင်များကကစားသည့်နီးတူကစားနေသည့်အခါထိုမိမကဟစ်အော်၍ ကျွန်မမသေးသေးပါလာရွေးကဲပါဟုလင်ဖြစ်သူကိုပြောတော့လေမယန်းရက်ဆက်သောလင်ယောက်ျားကခယူနာမဖတ်တဲ့ကဲသူအိမ်ထနိုင်သာတိတ်ဆိတ်စွာပုံကွယ်နေလေသဖြင့်တော်အော်အော်နဲ့တော်နဲ့ရာတို့ထုံမိမ့်မပါရရှာလေသည် ီမောက်တင်တို့မှာတရိဆန်ဖြစ်ပါလေရန်သူကြီးရှေ့မောက်၌မကြောက်မရွံ့စွန့်စွန့်စားစားပြုလုပ်သည်မှာထိမှန်သောမောက်တင်နှင့်မိတို့တော်ဆက်သည်မသိမိမိတို့အသက်ကိုမငဲ့ကွက်ပဲရန်စံတက်သည့်ရှိပါတကားဟုအလွန်တနာသဖြင့်၎င်း၏အသားကိုမစားသည့်အပြင်ငါ၏ဖျားသခင်ဖန်ဆင်းသောဟင်းသည်ဟိရတိပင်ဖြစ်တော်လဲနောင်ဤငတ်မျိုးဘရောမှမပြည့်ရဟုတားမြစ်လိုက်သည် ကျွန်ုပ်ဗုဒ္ဓဘာသာဖြစ်ပြီးနောက်အတိတိနိဗ္ဗာန်မဟာဟန္တာဇက်ကိုဖတ်ရှုတွေ့မြင်ရသည်မှာဖျားလောင်းရွှေဟင်းသာမင်းသည်ခေဝါမုတ်ဆိုးထောင်သောကြော့ဝင်းနိုင်မိ၏ဆင်းရဲနာကျင်စွာလဲလျောင်းနေသည်ကိုမြင်သောရှင်အနန္ဒာအလောင်းဖြစ်သောဟင်းသာစစ်သူကြီးသူမူခသည်မုတ်ဆိုးကိုမကြောက်မရွံ့မိမိအရှင်ဖြစ်သောရွှေဟင်းသာမင်းအပါကမခွာဘဲရဲရင်တည်ကြည်သောစိတ်နှင့်နေလေသည် အလွန်သိမ့်ဝဲသောတရားတော်ကိုယုံကြည်၍ဗုဒ္ဓဘာသာဖြစ်ပါလျက်တနက်ပြေဝါသနာပါကြသောသူများသည်ဤเจ้าကိုဖက်လျင်ဂယုနာစိတ်များရှိစေရန်တကြောင်းထို့ပြင်လောကဒုက္ခနှင့်တွေ့ကြုံဆုံးမိတော်လဲအဆွေခင်မွန်းကိုမစွန့်ပြစ်တဲ့เจ้าများကိုအတိတရားရကြပေလိမ့်မည်ဟုမျှော်လင့်ရင်းနေသည်ဤနေရာ၌ဖျားလောင်းတော်ရွှေသမင်မင်းနှင့်မုံဆိုးကြီးเจ้าကိုတရိယာစေသည်မုံဆိုးတယောက်သည် ခေမာမိဘကြီးချင်းချင်းတက်၍ဘင်းအာနာဘင်းရိတ်ခါဖြင့်ရွှေသမင်ကိုဖမ်းရန်ဟိမွန်နာတော်သို့တွားရောက်ရ၏ ရွှေသမင်မင်းကြက်စားရဒေသရှိရိုင်းတခု၌မြှုပ်ကွင်းထောင်ဖန်းသည် အလောင်းတော်ရွှေသမင်မင်းသည်မျက်မမြင်မိအိုဖောက်ကြီးနှကောင်ညီနှင့်နှမများအပါဝင် အချွေရန်ရှစ်သောနှင့်သူ ထွေအိုင်းတို့ရေတောက်ဆင်လာရာညှက်ကွင်း၌ဖမ်းမိလေသည်ဂျုံကန်၏အော်မီလျင်ဆွေတော်မျိုးတော်များအလုံးမောပန်းလာကြရာရေမတော့ရသေးမီလက်ကြောက်ထွက်ပြေးကြမည်ဆို၍မအော်ဘဲအောင့်အီးသိခံပြီးရေတောက်ဟန်ဆောင်နေရှာသည်အလုံးရေတောက်ပြီးချိန်လောက်တွင်ညှက်ကွင်းကိုတုံးရင်တိုင်တိုင်စောင့်ရေယုံကြည်ရာပထမအကြိမ်အရေးပြတ်သွားသည်ဒုတိယယုံသောအခါအသားဆိုင်ပြတ်၍တတိယအကြိမ်အကြောများပြတ်သွားပြီး ်ညှို့ကွင်းသည်အယိုးကိုပင် ထိဆိုင်သွားသည်ညှို့ကွင်းကိုရုံး၍မရရှိပေထိုအခါရွှေသမင်းမင်းကအော်လိုက်ရာကြံသမင်းများအလုံးသုံးစုခွဲကထွက်ပြေးသွားကြ၏အတန်ကြာသောအခါညီတော်သမင်းနှင့်နှမသမင်းနှကောင်းတို့သည်နောင်တော်ကိုမတွေ့ရ၍ရှေ့စဉ်နောက်စဉ်ပြန်ရောက်လာကြသည်ရွှေသမင်းသည်ညီတော်နှင့်နှမတော်အားရန်သူရှိတယ်ပြန်သွားကြဟုနှင်ရာနောင်တော်နှင့်အတူအသက်ကိုသာအသေးခံပြီးမပြန်လိုကြောင်းညှင်းဆိုကြ၏ မမမြင်မအေအိုနဲ့အဖေအိုကြီးကိုလှုပ်ကျွေးရင်တားချင်းအပေါင်းတို့ကိုလည်းစောက်ရှောက်ရန်ပြန်ဖို့ပြောတော်လဲမပြန်ကြချေ။ GI ဆက်တွင်ညှို့ကွင်းဖြတ်ထားသောဒဏ်ရာကြောင့်တုံချီချီဖြစ်နေသောနောင်တော်တမင်မင်းအားညီတော်ကညာဘက်မှနှမတော်ကဘဲဘက်မှကိုလုံးချင်းတီအောင်တစ်ဖက်တစ်ချက်တွဲမီ၍ရက်ထားပေးကြလေသည်။ထိုအခြေအနေကိုမြင်ရသောအခါမုဆိုးသည် အနည်းသို့လာ၍တရိတ်ဆန်တို့ပင်လင်ဒုက္ခရောက်သောအခါအဖော်ကိုမစွန့်ခွာဘဲအသက်ကိုပင်အသေးခံ၍တနာကျင်နာစိတ်ရှိကြပုံကိုကြည်ကလွန်စွာစိတ်မကောင်းဖြစ်သွား၏ မိမိထောင်ထားသောညှို့ကွင်းကိုကြည့်ရာအလောင်းတော်ခြေ၌သွေးစိမ်းရှင်ရှင်ထွက်ကအယိုးပြတ်မတတ်ခံရကြောင်းသိရသည်နှင့်ပို၍မေတ္တာကရုဏာတတ်မိလေသည် မုတ်ဆိုးသည်ညှုတ်ကွင်းကိုအตาရဖြုတ်၍ရေဖြင့်သွေးများကိုစေးကြောပေးစုပ်ပြက်ပေါက်ပြဲသောသောဒဏ်ရာကိုတနာချင်းကြီးစွာဖြင့်အตาရလက်ဖြင့်စုံနေ၍ပေးသည်မကြမီမုတ်ဆိုးကြီးမြစ်တာကြောင့်စုပ်ပြက်သောသောအရေးအရေးချင်းအตาအตาချင်းအကြောအကြောချင်းဆက်သွားကဒဏ်ရာမှာလုံးဝပကတိပျောက်ကင်းချမ်းသာသွား၏ဘရင်အနာကိုပဲမကြောက်ပဲတနာမြစ်တာဖြင့်ရွှေသမင်းကြီးကိုမောင်နှမများအားအသက်ချမ်းသာပေးကဘေးမဲ့လွတ်လိုက်လေတော့သည် စာလိုပေလိုကြီးကြီးကျယ်ကျယ်မတိကြရသူများကိုပဲအမှန်တကယ်အကျိုးလိုလားတနာချစ်ခင်သောစိတ်ထားရှိနိုင်ပါမှလူမျိုးဘာသာနေရာဒေသခေတ်ကာလအချိန်ခါမျိုးတရဝမျိုးပြည့်ရစေကြီးမတည်စေကြီးဖြင့်တရဝတို့အားအများအန်းအကူအညီပေးလျက်ရှိနေသည်မှာမေတ္တာပင်သည်ဒီဗီဒီယိုလေးကိုစုံတိကြည့်ရှုပေးရအတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးတွေ့ကြပါအောင်ရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါစေရှင်